အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပြသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို Moon Bob လို့ခေါ်ပါတယ် Moon Bob ဆိုတာကကြတော့တရားပါ ီနေ့တင်ပေးမယ့်တရားကတော့ကရိယာပေါင်းကိုဣတာနေတီထားတီဆိုတဲ့တရားလေးနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်။ကရိယာရဲ့နောက်ကနေပြီးတော့ကိုဣတာကပ်ပြီးတော့အသုံးပြုတဲ့အခါတခုခုကိုလှုပ်နေတယ်တခုခုကိုလှုပ်ထားတယ်ဆိုတဲ့ဒီအအဓိပ္ပာယ်ဘာသာပြန်လို့ရတဲ့တရားလေးဖြစ်ပါတယ်။ဒီတရားလေးကကြတော့လက်တလောပြစ္ဆုတ်ပံကာလမှာလှုပ်နေစေဖြစ်နေစေရှိနေစေ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာအသုံးပြုတဲ့တရားလေးဖြစ်ပါတယ်။ဟုတ်ပြီနော်ကရိယာပေါင်းကိုဣတာ နေသည်ထားသည်ဟုတ်ပြီဒါလေးတွေကိုသူကဥပမာလေးတွေနဲ့ကြည့်အောင်ဥပမာစာကြောင်းလေးတွေနဲ့ကြည့်ရဆိုရင်ပို့ပြီးတော့လွယ်ပါတယ်ဟုတ်ပြီနော်အဲဆိုတော့ခါကြဒီမှာ지금어머니가장나루하고있어요 အမေယခုအမေကဖုံးပြောနေပါတယ်ဒီမှာဆိုလို့ရှိရင်ဂျီဂမ်ဆိုတာကကြတော့ယခုအမောနီကအမေကဂျောင်းသားရူဟာကိုအစ်စော်ရောစာကြတော့ဖုံးပြောနေပါတယ်ဒီထက်မှဆိုလို့ရှိရင်ကြတော့ဒီမှာဂျောင်းသားရူဟာသာဆိုတာကကြတော့ဖုံးပြောသည်အဲ့ဒီဖုံးပြောသည်ဆိုရဲဒီကရိယာကနေပြီးတော့ပထမဦးဆုံးဒီမှာဓာတ်ကိုဖြုတ်လိုက်တယ်ဓာတ်ကိုဖြုတ်လိုက်တယ်ဟုတ်ပြီနော်ဓာတ်ကိုဖြုတ်ပြီးတော့ခါကြတော့ဒီဂိုဣတာဆိုတဲ့ဒီတံတားလေးကိုကတ်လိုက်တယ်ဂိုဣတာဟုတ်ပြီနော်ဒါမဲ့ဒီဝါကြတစ်ခုမှဓာတ်နဲ့အဆုံးသက်လို့မရဘူးအဲ့ဆိုတော့ခါဒီဓာတ်ကိုဖြုတ် ပြီးတော့ခါကြတော့ရိုးပုံစံပြောင်းကျင်နေဆိုလို့ရှင်နောက်ကနေပြီးတော့ all you ကပ်ပေးရမယ်နောက်ဒီမှာစင်မီတာဘာမီတာစင်မီတာသုံးမယ်ဆိုလို့ရှင်လည်းပဲအဲ့ဒီကဒီ it ကဲနောက်ကနေပြီးတော့စင်မီတာကပ်ပြီးတော့အသုံးပြုပေးရမှာပဲသူကကြတော့သူပုံတင်မှတ်လို့ရပါတယ်ဒီမှာ it နဲ့အဆုံးသက်တာဖြစ်တဲ့အတွက်ရိုးပုံစံနဲ့ပြောမယ်ဆိုလို့ရှင် all you ကပ်ပေးရမှာပဲဒီမှာဣဒရာဖြစ်တဲ့အတွက် all you ကပ်ပေးရမှာပဲဟုတ်ပြီနော်တကယ်လို့ဒီမှာဘာမီတာစင်မီတာသုံးမယ်ဆိုလို့ရှင်လည်းပဲဒီမှာအသက်ပါတာဖြစ်တဲ့အတွက်စင်မီတာကပ်ပေးရမှာပဲပုံတင်မှတ်ထားလို့ရပါတယ်ဟုတ်ပြီနော် 안쓰러워 가자리마. 지금 어머니가 전화로 하고 있어요. အခုအမေဖုံးပြောနေပါတယ်ဒီလိုပုံစံမျိုးလို့ပြောလို့ရပါတယ်ရှုပ်ပုံစံနဲ့ပြောမယ်ဆိုရင်မစမီတာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ jigam omoni ကကျောင်းသားတို့ဟာကိုအစ်စမီတာအခုအမေကဖုံးပြောနေပါတယ်ဆိုပြီးတော့ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီနောက်ထပ်တစ်ချက်ဒီမှာရုပ်ပုံစံနဲ့ရေးထားတဲ့ဝါကျတွေကိုမိကွန်းအနေနဲ့အသုံးပြုလို့လည်းရပါတယ်ဝါကျတွေမှာရှိတဲ့စလုံးတွေကိုရေးသားမှုကိုပြောင်းလဲစရာမလိုဘဲနဲ့ဝါကျရဲ့နောက်ဆုံးမှာ question mark တက်ပေးလိုက်တာနဲ့အမေပုံစံအနေနဲ့ပြောလို့ရပါတယ်ဒီမှာ jigam omoni ကကျောင်းသားတို့ဟာ ဖို့အစ်စော်ရောအဲ့နေရာမှာမေကွန်းမေးတာဖြစ်တဲ့အတွက်အတန်းလေးနည်းနည်းမြင့်ပြောပြရပါမယ်ဇီဂွမ်အော်မော်နီကကျောင်းသားတို့ဟာကိုအစ်စော်ရောအခုအမေဖုံးပြောနေတာလားအဲအဲ့ဒီပုံစံမျိုးလေးလေမေအမေမေကွန်းအနေနဲ့အသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်အဖေအနေနဲ့လည်းအသုံးပြုလို့ရတယ်အမေမေကွန်းအနေနဲ့လည်းအသုံးပြုလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှင်နောက်တစ်ကြောင်းကြည့်အောင်နော် 마가자로 저는 한국어로 열심히 공부하고 있어요. 전어가로 고리아 바다에 가고 조조사사리라니 바래. 저는 전어가로 한국어를 고리아 바다에 가고 열심히 자자로 조조사사 공부하고 있어요. 자자로 리라니 바래. 마스루신 공부하라 소라가 자로 리라디. 에이 공부하라 리라디 소래 디크리아가니 비어 다오 표라이데. 어비너 다오 표라이데. 에이 다오 표비러 가자로 도와니 비어디마 디드라리 피데 고이 တာတာကိုဤတာကိုကတ်တယ်ကိုဤတာအဲ့ဒါနေရာအောင်မှဒီမှာယူပုံစံပြောမယ်ဆိုလို့ရှင်တော့ဒီမှာဓာတ်ကိုဖြုတ်လိုက်တာပေါ့နော်ဒီဓာတ်ကိုဖြုတ်ဖြုတ်ပြီးတော့ခါကြတော့ယူပုံစံပြောမယ်ဆိုလို့ရှင်ကြတော့အော်ယူကတ်ပေးရတယ်ဘာမီတာစင်မီတာပြောမယ်ဆိုလို့ရှင်တော့ဒီမှာစင်မီတာကတ်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးကတ်ပြီးတော့အသုံးပြုလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှင်ကြတော့ဒီမှာဂျွန်နွန်ဟန်ဂူကော်ရိုယောရှိမီဂုံမူဟာကိုဤစော်ရောကျွန်တော်ကတော့ကိုရီးယားဘာသာစကားကိုကြိုးကြိုးဆားဆားလေ့လာနေပါတယ်စင်မီတာနဲ့ပြောမယ်ဆိုလို့ရှင်တော့ဂျွန်နွန်ဟန်ဂူကော်ရိုယောရှိမီဂုံမူဟာကိုဤစင်မီတာ ျွန်တော်ကတော့ကိုရီးယားဘာသာစကားကိုကြိုးကြိုးဆားဆားလေ့လာနေပါတယ်ဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်အဲဒါတို့တော့မေးခွန်းပုံစံနဲ့မပြောတော့ဘူးဆိုတော့ဒါကျွန်တော်ကဆိုတော့ကိုယ့်ကိုယ်ပြန်မေးနေရဖြစ်တဲ့အတွက်ဒီယူပုံစံကိုအမေးနဲ့မပြောတော့ဘူးเนาะဟုတ်ပြီဒါဆိုလို့ရှင်ဒီမှာနားတော့ကြားအောင်ကြည့်ရအောင်ဒီမှာ up sorry ုပားကဖာရန်ဆဲချောင်းပါဂျီတို့အီကိုအစ်စော်ရောအကိုကအပြာရောင်ချင်းပေါင်းပြီးကိုဝတ်ထားတယ်ဒီနေရာမှာကျတော့အီကိုအစ်စော်ရောဝတ်နေတယ်ဆိုတာထက်ဝတ်ထားတယ်လို့ဟာသာပြန်ရင်ပို့ပြီးတော့အဆင်ပြေတာပေါ့ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဆိုတော့ကျတော့ဒီမှာဒီဝါကြလေးကိုဘယ်လိုပြောင်းထားရလဲကြည့်အောင် if da ဆိုတာကကျတော့ with the ဟုတ်ပြီနော် if da ဆိုတာကကျ with the အဲ့ဒီ with the ဆိုတဲ့ကရိယာကနေပြီးတော့ဒါကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ခါကြဒီမှာ go eat da တရာကိုကတ်လိုက်တယ် go eat ရုပ်ပုံစံနဲ့ပြောမယ်ဆိုရင်တော့ all you ကတ်မယ်ဗမ်မီတာစမီတာနဲ့ပြောမယ်ဆိုလို့ရှင်တော့စမီတာကိုကတ်ပြီးတော့အသုံးပြုပေးရုံပါပဲဟုတ်ပြီနော်ဒါဆိုတော့ခါကြ တော့ဥပါကဖာရန်ဆဲချောင်းပါကြီးရူအစ်ကိုအစ်ဆော်ရောအကိုကအပြာရောင်ဂျင်ပေါင်းမီကိုဝတ်ထားတယ်။နောက်ဒီမှာစမီတာနဲ့ပြောမယ်ဆိုရင်တော့ဥပါကဖာရန်ဆဲချောင်းပါကြီးရူအစ်ကိုအစ်စမီတာအကိုကအပြာရောင်ဂျင်ပေါင်းမီကိုဝတ်ထားတယ်ဒီလိုပုံစံမျိုးပြောလို့ရပါတယ်။ဒီဝါကြောမှာဒီမှာရုပ်ပုံစံဝါကြောတော့အမေးပုံစံနဲ့မေးခြင်းနဲ့ဆိုလို့ရှိရင်ဥပါကဖာရန်ဆဲချောင်းပါကြီးရူအစ်ကိုအစ်ဆော်ရောအတန်းလေးလေးနဲ့မြင်ပြီးတော့အမေးပုံစံလေးနဲ့မေးပြီးတော့အသုံးပြုလို့ရှာပါတယ်။ဟုတ်ပြီနော်။ဥပါကဖာရန်ဆဲချောင်းပါကြီးရူ it go is so yo အကိုကအပြာရောင်ဂျမမီကိုဝတ်ထားတာလားအဖြစ်ဖြစ်တဲ့ခါမှာလေဒီစာကြောင်းကိုပြန်သွင်းလို့ရတယ် question mark ဖြုတ်မယ်အတန်နေနေလေးလျှော့မယ်အပားက parents ဆက်6မှာ0 it go is so yo အကိုကအပြာရောင်ဂျမမီကိုဝတ်ထားတယ်ဒီလိုမျိုးလေးလေအသုံးပြုလို့ရပါတယ် ဟုတ်ပြီနာပတလန်ဒီမှာဆိုလို့ရှင်နောက်တစ်ချောင်းကဂျက်ချင်းကူကခိဖာနိုရဲရူဘူရူကိုအစ်စော်ရောကျွန်တော်တငယ်ချင်းကကီဘော့တချင်းကိုစုံနေပါတယ်ဂျက်ချင်းကူကကျွန်တော်တငယ်ချင်းကခိဖာနိုရဲဆိုကြတော့ကီဘော့တချင်းဟလာခိဖာနိုရဲရူကီဘော့တချင်းကိုဘူရူကိုအစ်စော်ရောဆိုကြတော့စုံနေပါတယ်ဒီမှာဘူရူတာဆိုတာကကြတော့စိုသည်ဘူရူတာစိုသည်ကနေပြီးတော့မာသူကဓာတ်ကိုဖြုတ်တယ်ဖြုတ်ပြီးတော့ခါကြတော့ဒီမှာ ဒါကိုဖြုတ်တယ်ဖြုတ်ပြီးတော့ခါကျဒီမှာဂိုဣတာကတ်တယ်ဂိုဣဒီမှာဒါကိုထပ်ပြီးတော့ဖြုတ်တယ်ဒီမှာရုပ်ပုံစံဆိုရင် all you ကတ်ပေးရမယ်ဗန်မီတာစင်မီတာဆိုရင်တော့စင်မီတာကိုအဲကြတော့ကတ်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဟောပီတာဆိုလို့ရှိရင်တော့ဒီမှာဂျဲချင်းကူကခေဖာနိုရဲရူဘူရူကိုဣဆော်ရောကျွန်တော်တငယ်ချင်းကကီဘော့တချင်းကိုစိုးနေပါတယ်စင်မီတာနဲ့တုံးမယ်ဆိုလို့ရှိရင်တော့ဂျဲချင်းကူကခေဖာနိုရဲရူဘူရူကိုဣစင်မီတာကျွန်တော်တငယ်ချင်းကကီဘော့တချင်းကိုစိုးနေပါတယ်ဒီလိုပုံစံမျိုးပြောလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီမှာဒါလေးကိုအမေပုံ နေနဲ့ထပ်ပြောခြင်းနဲ့တာထပ်ပြောခြင်းနဲ့ဆိုလို့ရှိရင်တော့ဂျဲချင်းကူကခေဖာနိုရဲရူဘူရူကိုအစ်စော်ရောအတန်လေးနည်းနည်းမြင့်ပြီးတော့ပြောပါဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အမေးပုံစံဆိုရင်အတန်မြင့်မယ်အဖြေပုံစံဆိုရင်တော့ပုံမှန်အတိုင်းပဲအတန်နည်းနည်းဖော့ပြီးတော့ပြောပါမယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီကြောင်းကြည့်ရအောင် ဒါကကြတော့အာဂျော့ရှိကကော်ဖီရိုမာရှိကိုအစ်စော်ရောဦးလေးကကော်ဖီကိုတောက်နေပါတယ်မာရှိကိုအစ်စော်ရောတောက်နေပါတယ်ဒါဆိုလို့ရှင်လေဒီမှာမာရှိတာဆိုတာကကြတော့တောက်သည်တောက်သည်ဆိုတဲ့ဒီကရိယာကနေပြီးတော့ဒါကိုဒီလိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့နောက်ကဂိုအီတာတရာလေးကိုကတ်တာနော်ဒီမှာ ဂိုဣဒာတရာကိုကတ်လိုက်တာဒီမှာဂိုဣဒာတရာကိုကတ်လိုက်တဲ့ဒါနဲ့ဆုံးလို့မရဘူးဂျိုပုံစံပြောင်းမယ်ဆိုလို့ရှိရင်ဘာကတ်ပြရမှာလဲဆိုတော့ဒီမှာအော့ယူကတ်ပြရမယ်ဟုတ်ပြီနော်ဒါကိုဖြုတ်ပြီးတော့အော့ယူကတ်တယ်ဒါဆိုလို့ရှိရင်ဂျိုပုံစံလေးဖြစ်သွားပြီဗမီတာစင်မီတာဆိုလို့ရှိရင်တော့သူကစင်မီတာကိုကတ်ပြရမယ်ဘာလို့လဲဒီမှာ it နဲ့အဆုံးသတ်တာဖြစ်တဲ့အတွက်ဂျိုပုံစံဆိုရင်အော့ယူဗမီတာစင်မီတာဆိုလို့ရှိရင်စင်မီတာကိုအသုံးပြုပြရမှာဖြစ်ပါတယ်ဒါဆိုတော့ခါကြတော့ဒီမှာအော့ဂျက်ရှိက ကော်ဖီရိုမရှိကိုအစ်စော်ရဦးလေးကကော်ဖီကိုတောက်နေပါတယ်။ဒါဆိုလို့ရှင်အာကျော်ရှိကကော်ဖီရိုမရှိကိုအစ်စင်နေတာဦးလေးကကော်ဖီကိုတောက်နေပါတယ်။ဒါတော့တဲပါတယ်ပဲเนาะနှစ်ခုစလုံးကတကယ်လို့ဒီရူပုံစံကိုအမေးပြောင်းအမေးပြောင်းခြင်းနဲ့ရူပုံစံပြောင်းတာကဒီအမေးအရူပုံစံနဲ့ရေးထားတဲ့စာကြောင်းကိုပဲအမေးပုံစံပြောင်းလို့ရတာเนาะ။နောက်ကစင်မီတာကိုတွားလို့လို့မရဘူးเนาะ။ ဟုတ်ပြီလားဆိုလို့ရှိရင်ဒီမှာကျတော့အာဂျာရှိက coffee room မရှိကိုအစ်စော်ရောဦးလေးက coffee ကိုတောက်နေတာလားအဲအဲ့လိုပုံစံမျိုးလေးမေးလို့ရပါတယ်အတန်လေးနည်းနည်းမြင်ပြီးတော့ပြန်ဖြေရှင်းလဲရသေးတယ်အာဂျာရှိက coffee room မရှိကိုအစ်စော်ရောဦးလေးက coffee ကိုတောက်နေပါတယ်ဒီလိုပုံစံမျိုးအသုံးပြုလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကိရိယာပောင်းကိုဤတာနဲ့ပတ်သက်ပြီးတော့သဘောပေါက်မှထင်ပါတယ်ကိရိယာကနေပြီးတော့ဓာဖြုတ်မယ်ကိုဤတာကတ်မယ် အဲ့ကိုကြီးတာကိုမှဒါကိုထပ်ဖြုံမယ်၊ရုပ်ပုံစံပြောင်းမယ်ဆိုရင်အော်ယူကတ်မယ်၊ဗန်မီတာစင်မီတာသုံးမယ်ဆိုလို့ရှိရင်တော့စင်မီတာကိုကတ်ပြီးတော့အသုံးပြုရုံပါပဲ။ဟုတ်ပြီနော်။ဒါဆိုလို့ရှိရင်ဂျီဂမ်အော်မော်နီကဂျောင်းသားရူဟာကိုအစ်ဆော်ရောဂျီဂမ်အော်မော်နီကဂျောင်းသားရူဟာကိုအစ်စင်မီတာအဲဒီလိုပုံစံမျိုးအသုံးပြုလို့ရပါတယ်။ရုပ်ပုံစံကိုအမင်းမေးမယ်ဆိုရင်တန်မြင့်ပြောမယ်။ဂျီဂမ်အော်မော်နီကဂျောင်းသားရူဟာကိုအစ်ဆော်ရောအဲအဲ့လိုပုံစံမျိုးလေးပြောကြည့်ပါ။နောက်ဒီမှာဂျောင်းနန်ဟန်ဂူကာရီယောရှိမီကိုမူဟာကိုအစ်ဆော်ရော ကျွန်တော်ဟန်ဂူဂါရီယရှိမီကိုမူဟာကိုအစ်စင်မီတာကျွန်တော်ကတော့ကိုရီးယားဘာသာစကားကိုကြိုးကြိုးစားစားလေ့လာနေပါတယ်ကျွန်တော်ကဆိုတော့အမေးပုံစံမပြောတော့ဘူးเนาะဒါကြဆိုလို့ရှင်ကြတော့အိုပါကဖာရန်ဆဲ6.0 eco isso ရောဟုတ်ပြီနော်စင်မီတာနဲ့ပြောမယ်အိုပါကဖာရန်ဆဲ6.0 eco isso မီတာဒါလေးကိုအမေးမေးချင်တယ်ဆိုလို့ရှင်เนาะအိုပါကဖာရန်ဆဲ6.0 eco isso ရောအဲအဲ့လိုပုံစံမျိုးလေးပြောလို့ရပါတယ်နောက်ဒီမှာဂျဲချင်းကူကခေဖာနိုရဲရူဘူရူကို isso ရော ျွန်တော်တငယ်ချင်းကကေဘော်တချင်းကိုစိုးနေပါတယ်။နောက်စမီတာနဲ့ပြောမယ်ဆိုရင်ဂျဲချင်းကခေဖာနိုရဲရူဘူရူကိုအစ်စမီတာကျွန်တော်တငယ်ချင်းကကေဘော်တချင်းကိုစိုးနေပါတယ်။ရုပ်ပုံဆောင်ကိုအမင်းနဲ့မေးကြည့်ချင်တယ်ဆိုရင်တော့ဂျဲချင်းကခေဖာနိုရဲရူဘူရူကိုအစ်စော်ရောကျွန်တော်တငယ်ချင်းကကေဘော်တချင်းကိုစိုးနေတာလားအဲအဲ့လိုပုံစံမျိုးလေးပြောလို့ရပါတယ်။ ာဒါဆိုလို့ရှင်တွေကကြတော့အဂျော့ရှီက coffee room machine ကို install ရောဦးလေးက coffee ကိုတောက်နေပါတယ်စမီတာနဲ့ပြောမယ်ဆိုရင်တော့အဂျော့ရှီက coffee room machine ကို install မိတာဦးလေးက coffee ကိုတောက်နေပါတယ်ဟုတ်တယ်နော်အမေနဲ့မေးခြင်းနဲ့ဆိုရင်တော့ယူပုံစံကို question method ပြောလို့ရတယ်အဂျော့ရှီက coffee room machine ကို install ရော ဦးလေးက coffee ကိုတောက်နေတာလားအဲဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်ဒါဆိုရင်တော့ကိရိယာပေါင်းကိုဤတာနဲ့ပတ်သက်ပြီးတော့နားလည်လိမ့်မယ်ထင်ပါတယ်အားလုံးအဆင်ပြေကြပါစေကိုရီးယားဘာသာစကားလေ့လာတာလည်းတိုးတက်ကြပါစေရှင်အားလုံးတည်တည်ချာချာလေးလိုက်ပြီးတော့လေ့လာပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေရှင်